LeBron James တို့ Michael Jordan တို့ Kobe Bryant တို့ player ရဲ့နာမည်တွေကိုဒီကိုရိုးအနေနဲ့ basketball စိတ်ဝင်စားဘူးဆိုရင်တော့မှကြာဘူးကောင်းကြာဘူးလိမ့်မယ်ဗျာဒီ player တွေက NBA မှာတကယ်ကို star ဖြစ်ခဲ့တဲ့ player တွေဖြစ်တယ် NBA ဆိုတာ National Basketball Association လို့ခေါ်တယ်ပေါ့နော်နောက်အမေရိကမှာတကယ်ကိုလူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ league တစ်ခုဖြစ်တယ်အားစားတစ်ခုထပ်ပို့ပြီးတော့ sneaker brand တွေ fashion တွေ culture တွေလွှမ်းမိုးမှုတွေပို့ပြီးတော့ portray ခဲ့တဲ့ဒီ league တစ်ခုဖြစ်တယ်ပေါ့နော်ဒီ league နဲ့ အာညီကိုတို့တောက်ကြစနေတမင်ကနေဆိုကြီးနေကြဖြစ်တဲ့ MPN Indonesia League နဲ့ collaboration လုပ်ခဲ့တယ်ဆိုပြီးမှဒီအရင်ရက်တရားပဲတင်ထားခဲ့တာမျိုးတွေတွေ့ရတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ဒီ collaboration ကနေဘာတွေမျှော်လင့်လို့ရလဲ ဘာတွေဖြစ်လာနိုင်လဲကျွန်တော်ရဲ့အမြင်တွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးဒီ skin တွေ recall fat တွေ emote တွေ game mood တွေတော့ထွက်လာနိုင်တယ် skin ပိုင်းမှာဆိုလို့ရှိရင်လေဒီ LeBron James နဲ့ collaboration လုပ်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော် collaboration လုပ်ပြီးတော့ဒီ chance skin တွေတို့ပြီးတော့နောက်ထပ်ဒီ cloud skin တွေတို့ထွက်လာတာမျိုးတွေဖြစ်နိုင်တယ်အဲ emote ပိုင်းမှာလည်းကျွန်တော် NBA နဲ့ collaboration လုပ်မယ်ဆိုရင်တော်တော်ကြီးကိုလှမယ် emote တွေထွက်လာနိုင်တယ် recall fat တွေရောပါတယ်ဗျာ game mood ပိုင်းမှာဆိုလို့ရှိရင်လေဒီ basketball နဲ့ပတ်သက်တဲ့ဒါ game mood တွေပေါ့နော် limited game mood တွေလေကျွန်တော်ဒါထွက်လာကောင်းထွက်လာနိုင်တယ်တကယ်လို့ ဒီ collaboration အနေနဲ့ဒီ AI ထွက်လာခဲ့မယ်ဆိုလို့ရှိရင်တော့တော်တော် fan ဖြစ်မဲ့အရာတွေတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့အရာတွေဖြစ်လာနိုင်နေပြ။နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင် e-sport player နဲ့ sport athlete ကြားထဲမှာရှိနေတဲ့မတူညီတဲ့ကွဲပြားမှုတွေကိုကျွန်တော်တို့ activity တစ်ခုအနေနဲ့မြင်တွေ့ရမယ်ဆိုရင်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနိုင်မလားပေါ့နော်ကျွန်တော် NBA Indonesia ရဲ့တချို့သောဒီ activity အတိုင်းတွေမှာဒီကွင်းပြောင်းမှုတွေဒီ activity တွေကိုကျွန်တော်တို့မြင်ဖို့အတွက်တော်တော်လေးရင်ခုန်နေဗျ ဒါကျွန်တော်ကျွန်တော်ဖြစ်ရှင်နေရပြောနေတာပါ Global Market Audience အနေအထားဆိုလို့ရှိရင်လည်း NBA ကဒီ Western Audience ပိုင်းမှာတော်တော်ကြီးချုပ်ကန်ထားနိုင်တဲ့အနေအထားတစ်ခုရှိရပါတော့ဒီလို collaboration လုပ်ခြင်းအပြင်ဒါ NBL ဆိုတဲ့ branding တစ်ခုက Western Audience ဘက်ကိုပုံဝင်စိတ်ဝင်စားမှုတွေရှိလာလိမ့်မယ်။အထူးသဖြင့်ကျွန်တော်တို့ဒီ Mobile Legend game ရာလေဒီ Western ဘက်မှာပို့ပြီးတော့ Audience Attraction တခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ထားတာပဲပေါ့နော်။ NBA ဘက်ကဒီ sponsorship တွေမှာဆိုလို့ရှိရင်လေဒီ Nike Air Sneaker တွေဆိုလို့ရှိရင်သူရဲ့ဒီ NBA Star တွေနဲ့ collaboration လုပ်ထားဆိုလို့ရှိရင်တော်တော်လေးအားရဖို့ကောင်းနေဗျာ။အဲ့တော့ဒီ sponsorship တွေကဒီ NBA Indonesia ဒီ Nike နဲ့ collaboration လုပ်တဲ့ဒီ March တွေပေါ့နော်။ကျွန်တော် ထွက်ကောင်းထွက်လာနိုင်တယ်ဒါတကယ်လို့ဖြစ်လာခဲ့မယ်ဒီ collaboration တွေနဲ့ဖြစ်လာခဲ့မယ်ဆိုလို့ရှင်တော့ share ပဲဗျာအဲကျွန်တော် dream မြင်ထားတဲ့အရာတတိလေးတွေပဲရှိတယ်ပေါ့နော်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ collaboration အကြီးစားကြီးတခြားစိတ်ဝင်စားဖို့ကောင်းတဲ့ activities တွေ event တွေမျှော်လင့်လို့အဖြစ်ကောင်းလည်းဖြစ်လာနိုင်သေးတယ်ပေါ့နော်ညီကိုရောကျွန်တော်ဒီ collaboration ပေါ်မှာဘယ်လိုမျိုးမြင်လဲအောက်က comment section အောက်မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ကတော့ ST14 ပဲဖြစ်ပါတယ်